အင်္ဂလိပ်စကားနဲ့ရီရတာပဲတော်တော်ရီရတယ်လို့ပြောချင်ရင် that's funny အဲ့ဒါကိုနောက်တစ်မျိုးပြောချင်ရင်သို့မဟုတ် informal ဆန်ဆန်ပြောချင်ရင်တော့ that's hilarious မင်္ဂလာပါဘာသာစကားတိုင်းမှာတစ်ခုခုကိုပြောချင်ရင်ပြောစရာနည်းလမ်းများစွာရှိတတ်ပါတယ်အင်္ဂလိပ်စကားမှာလည်းအဲ့လိုပဲဗျစကားတစ်ခွန်းကိုနည်းလမ်းများစွာနဲ့ပြောလို့ရတယ်ပုံစံတူလေးတွေရှိသလိုစာပေဆန်ဆန်ပြောတဲ့စကားတွေနဲ့လက်တွေ့စကားဆန်ဆန်ပြောတဲ့စကားတွေဆိုပြီးတော့ရှိပါတယ် ဒီအင်္ဂလိပ်စကားမှာစာပေဆန်းဆန်းပြောတဲ့စကားတွေတုံးမအခြေခံကြကြပြောတဲ့စကားတွေနဲ့ informal လက်တွေ့စကားဆန်းဆန်းပြောတဲ့ပုံစံလေးတွေကိုညွှန်ပြပြပါမယ်။ပထမဆုံးဥပမာတစ်ခုပေါ့။ခမရအရင်သွားပါ၊ခမရအရင်လှုပ်ပါလို့ပြောကြည့်ရင် you first you first ဒါကိုနောက်တစ်မျိုးပြောလို့ရတယ်။ after you after you ခမရအရင်လှုပ်လိုက်ပါ။ခမရအရင်သွားလိုက်ပါ။တန်းစီနေတာပဲဖြစ်ဖြစ်တခုခုနှစ်ယောက်တစ်ပြိုင်တည်းထက်ရောက်လာလို့လှုပ်မယ်ပဲဖြစ်ဖြစ်ခမရအရင်လှုပ်ပါကျွန်တော်ပြီးမှလှုပ်မယ်လို့ပြောကြည့်ရင် အခန်းထဲဝင်မယ်ခမရအရင်ဝင်လိုက်ပါကျွန်တော်ပြီးမှဝင်မယ်လို့ပြောချင် after you သို့မဟုတ် you first ထွက်သွားပါလို့ပြောချင်တော့ go away go away ဒါကိုနောက်တစ်ပြိုးပြောလို့ရသေးတယ် get lost get lost ထွက်သွားစမ်းထွက်သွားလိုက်ဒီစကားတွေကတော့အနှဲငယ်မာတဲ့ရိုင်းတဲ့သဘောဆောင်ပါတယ်နောက်ထပ်အတွေ့အကြုံတစ်ခုပေါ့ give side ပါလို့ပြောချင် be careful be careful ဒါကိုကျွန်တော်တို့လှုပ်ခနဲ့ရုတ်တရက်လှမ်းပြလိုက်မယ်သတိထားပါလို့ပြောချင်တော့ watch out watch out တတိထားပါငရုစိုက်ပါဒီလိုလမ်းပြောတာဘာပဲဖြစ်ဖြစ်ကွာငါငရုမစိုက်ဘူးလို့ပြောချင်ရင် I don't care I don't care ဒါကိုနောက်တစ်မျိုးပြောလို့ရသေးတယ်ဘာပဲဖြစ်ဖြစ်ကွာဖြစ်ပလေစီငရုမစိုက်ဘူးလို့ပြောချင် whatever whatever မမိုက်မဲစမ်းနဲ့လို့ပြောချင်ရင် don't be stupid don't be stupid ဒါကိုနောက်တစ်မျိုးပြောလို့ရသေးတယ် don't be ridiculous don't be ridiculous မမိုက်မဲစမ်းနဲ့ မယူမိုက်စမ်းနဲ့ဒီကိုလာပါလို့လွယ်လွယ်ပြောချင်ရင်တော့ come here come here come here နောက်တစ်မျိုးပြောချင်ရင် get over here get over here ကျက်တာသုံးနေပါတယ်ရီရတယ်ဟာသဆန်တယ်လို့ပြောချင်ရင် that's funny oh that's funny အဲ့ဒါကိုနောက်တစ်မျိုးပြောလို့ရသေးတယ် that's hilarious oh that's hilarious ဟာအရင်ရီရတာပဲတခုခုကိုမလိုချင်ဘူးလို့ပြောချင်ရင် i don't want it no i don't want it အဲ့ဒါကိုငါတို့မျိုးပြောလို့ရသေးတယ် I'm good I'm good တော့ပါပြီမလို့ချင်ပါဘူးလို့ပြောတာပါဒါတူတယောက်ကကမ်းလန်းလာတဲ့အခါတွေမှာတော့တူတယောက်ကပေးဖို့ပြောလာတဲ့အခါတွေမှာလုတ်ပေးဖို့ပြောလာတဲ့အခါတွေမှာအာတော်ပြီမလို့ချင်ပါဘူးတော့မလို့ပါဘူးလို့ပြောချင်ရင် I'm good I'm good မြန်မြန်လုတ်ပါလို့ပြောချင်ရင် be cook be cook တော့မဟုတ် hurry up hurry up မြန်မြန်လုတ်တော့မျိုးပြောလို့ရသေးတယ် make it cook make it cook မြန်မာလိုစမ်းပါအမြန်လို့နော်မလိန်နဲ့မညာနဲ့လို့ပြောချင်တော့ don't lie don't lie ငါကမလိန်နဲ့လို့ပြောချင်တော့ don't lie to me don't lie to me ဒါကတော့ပြောပြောလို့ရတယ်ရိုးသားပါပေါ့မညာနဲ့မလိန်နဲ့ပေါ့ဗျာဒါဆိုရင်တော့ be honest be honest ညီကြီးအောင်ပြောချင် please be honest ရိုးသားပြပါငါနားထောင်နေပါတယ်လို့ပြောချင် i'm listening I'm listening. ဥမာငါမင်းကိုနားထောင်နေပါလေလို့ပြောချင် I'm listening to you. ဒါကိုနောက်တစ်မျိုးပြောလို့ရသေးတယ် I'm all ears. I'm all ears. ငါနားထောင်နေတယ်ဆက်ပြောပါပေါ့ Go on. I'm all ears. ဆက်ပြောပါငါနားထောင်နေတယ်မခက်ခဲပါဘူးကွာလို့ပြောချင်တော့ That's not difficult. That's not difficult. ဒါကိုနောက်တစ်မျိုးပြောလို့ရသေးတယ် It's no big deal. It's no big deal. မခက်ပါဘူးခက်ခဲတဲ့ကိစ္စမဟုတ်ပါဘူး ပြန်ပြောပါအောင်လို့ပြောချင်တော့ Can you repeat that again? Can you repeat that again? တော့ Can you say that again? Can you say that again? နောက်တစ်မျိုးပြောလို့ရသေးတယ်။ Can you run me through that again? Can you run me through that again? ဒီစကားကိုရေးကြည့်အောင်ပြောချင် Can ညာမှာ could လို့ပြောင်းပြောလို့ရတယ်။ Could you run me through that again? အဲ့ထက်မှာပိုရင်ရေးချင်တယ်ဆိုရင်တော့ please ကိုထည့်ပြောအတန်နှူးညံ့အောင်ပြောဖို့ဗျာ။ Could you please run me through that again? ကျေးဇူးပြုရေးပြန်ပြောပေးလို့ရမလား။ ဟာမိုက်တာပေါ့စိတ်ဝင်စားစရာကောင်းတာပေါ့လို့ပြောခြင်း that's interesting that's interesting ဒါကိုကျွန်တော်နောက်တစ်မျိုးပြောလို့ရတယ် that's cool that's cool ဟာမိုက်တယ်စိတ်ဝင်စားဖို့ကောင်းတယ်ငါမယုံဘူးငါမယုံမယုံဘူးလို့ပြောခြင်း i don't believe you i don't believe you ဒါကိုနောက်တစ်မျိုးပြောလို့ရတယ် you've got to be kidding you've got to be kidding ဒါကတော့ you have got to be kidding ဆိုတဲ့စကားကိုအမြန်ပြောလိုက်တာပါ ငါ့ကိုဖုံးဆက်လိုက်ပါလို့ပြောချင် call me call me when you're free မင်းအားတဲ့ချိန်ငါ့ကိုဖုံးဆက်လိုက်နောက်တစ်မျိုးပြောလို့ရတယ် contact me contact me when you're free မင်းအားတဲ့ချိန်ငါ့ကိုဆက်သွယ်လိုက်ပါနောက်တစ်ခါပြောလို့ရတယ် get in touch with me get in touch with me ငါနဲ့အဆက်အသွယ်မပြတ်နေပါငါ့ကိုဆက်သွယ်ပါနောက်တစ်မျိုးပြောလို့ရတယ် hit me up ဒါတော့ဖုံးဆက်လိုက်လို့ပြောတာပါ hit me up when you're free this weekend ဒီစနေနေ့တွင်မင်းအားတဲ့ချိန်ငါ့ကိုဖုံးဆက်လိုက်ဟုတ်ကဲ့ပါ ဒါတွေကတော့ကိုပြောချင်တဲ့အရာတခုကိုနီလန်းများစွာနဲ့ပြောလို့ရတယ်ဆိုတာညောင်းပြတာဖြစ်ပါတယ်အခြေခံကြကြပြောလို့ရသလိုယနေ့ခေတ်အင်္ဂလိပ်စစ်တေပြောတဲ့နီလန်းနဲ့လည်းပြောလို့ရပါတယ်ဆိုတော့အကောင်းဆုံးကတော့သူတို့ရဲ့နေ့စဉ်စကားတွေမှာပြောတဲ့အတိုင်းလိုက်ပြောတာတော့အကောင်းဆုံးပေါ့ဗျဒါမှလည်းသူတို့နဲ့လက်တွေ့ဆက်ဆံရတဲ့အခါလက်တွေ့စကားပြောရတဲ့အခါမှာကျောင်းရတယောက်အပြန်အလှန်နားလည်မှုရှိမယ်ပို့ပြီးတော့လေရင်းနှီးတဲ့ပုံစံခန်းစားရမယ်ပေါ့ဗျာကြိုးရှိမယ်လို့မျှော်လင့်ပါတယ် thank you for watching